မြန်မာနေဦးခရိုနီကယ်အပီလာ16မြင်ကွင်ငလင်ပီးအကူကြီးများကိုစစ်ကောင်စီမှတဆင့်ပေးအပ်ခြင်းကို လက်နက်ကိုင်အဖွဲ့၅ဖွဲ့နှင့်အခြားဖွဲ့စည်းများကကန့်ကွက်အပီလာ18ရက်နေ့တွင်ထိုင်းနိုင်ငံဘန်ကောက်မြို့၌မလေးရှားဝန်ကြီးချုပ်အန်ဝါအီဖရာဟင်နှင့်မြန်မာစစ်ကောင်ဆောင်မြောက်လိုင်းတို့တွေ့ဆုံကြမဲ့တဲ့တွင်ကအာနာသိန်းစစ်ကောင်စီအနေနဲ့တန်တမန်ကြီးရအောင်မြင်မှုတွေရနေတာကို ပြသနေတာထင်ရှားပါတယ်လက်ရှိအာဆီယံအလှည့်ကျနိုင်ငံဖြစ်သူရဲ့ဝန်ကြီးချုပ်ဖြစ်သူက အာဆီယံအဖွဲ့ကိုကိုစားပြုတွေ့ဆုံတာမဟုတ်ကြောင်းမလေးရှားနိုင်ငံဝန်ကြီးချုပ်ဘက်ကပြောဆိုထားပြီးတွေ့ဆုံရတဲ့အကြောင်းကငလင်ပေးကြားရောက်နေတဲ့မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုအကူအညီပေးရဆိုင်ရာကိစ္စရပ်တွေဆွေးနွေးဖို့အပြည့်ရဲ့ကြီးညာချက်ကိုတက်တန်တိုးဖို့တိုက်တွန်းမဲ့အကြောင်းကနအူးထုတ်ဖော်ပြောဆိုထားပါတယ်။ဆေးရနာတိမ်မှုဖြစ်ပွားပြီးနောက် ြန်မာစစ်ကောင်စီအစိုးရကိုအာဆီယံအဖွဲ့အစည်းနဲ့ဖိအားပေးရမှာမလေးရှားနိုင်ငံဟာတက်ကြွတဲ့နိုင်ငံတကာနိုင်ငံဖြစ်ခဲ့ပါတယ်။မြန်မာစစ်ကောင်စီကိုပုံမဖိအားပေးဖို့အာဆီယံအဖွဲ့ထဲမှာမလေးရှားရခိုင်နိုင်ငံသားရေးဝန်ကြီးကသတင်းမီဒီယာတွေကိုမကြာခဏပြောဆိုခဲ့တာတွေ့ရပါတယ်။လက်ရှိအာဆီယံအလက်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံရဲ့ဝန်ကြီးချုပ်ကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအကြံပေးအဖြစ်လက်ရှိထိုင်းဝန်ကြီးချုပ်ရဲ့ဖခင်လေးဖြစ်ရခိုင်ဝန်ကြီးချုပ်ဟောင်းလေးဖြစ်တဲ့တက်ဆင်ရှိနဝါဒရာကိုခန့်တာဝန်ပေးခဲ့ပြီးနောက်ပိုင်း သက်စင်ဟာစကောင်စီကောင်းဆောင်မင်းအောင်လိုင်းအချို့တော့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံခဲ့တဲ့ဆိုတဲ့သတင်းတွေလည်းပေါ်ထွက်ခဲ့ပါတယ်။ဒီအချက်တွေကိုဆက်ဆက်မှန်းဆကြည့်ရင်မြန်မာနိုင်ငံရဲ့လက်နက်ကိုင်တိုက်ခိုက်မှုတွေပြဿနာတွေကိုအာဆီယံအနေနဲ့အပြေရှားဖို့ကြိုးပမ်းရမှာလက်ရှိကင်ဆွဲထားတဲ့သဘောတူညီမှု၅ချက်လမ်းကြောင်းအပြင်တခြားသောဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းတွေကိုပါရှာဖွေလှုံ့ဆော်နေကြလားလို့ယူဆစရာလည်းရှိလာပါတယ်။မနေ့ပြန်မှာတွေ့ဆုံမဲ့တွေ့ဆုံမှုဟာငလီပေးကြောင်လိုအပ်နေတဲ့အကူအညီပေးမှုတွေထက်ကို ကြော်လွန်တဲ့ပြောဆိုမှုတွေရှိကောင်းရှိနိုင်ပါတယ်။အခုတွစ်ဆုံမှုမတိုင်ခင်တရက်အလိုအေပီလ16ရက်နေ့မှာအမျိုးသားညညရေးဆိုရ NUG နဲ့အခြားလက်နက်ကိုင်လေးဖွဲ့ဖြစ်တဲ့ KNU KNPB CNF ABSDF အပါအဝင်အရက်ဘတ်အဖွဲ့အစည်းဖြစ်တဲ့ Women League of Burma နဲ့ Rohingya လွတ်မြောက်ရေးညွတ်ပေါင်းအဖွဲ့နဲ့ အခြားအမည်မဖော်လိုသောအဖွဲ့များကပူပေါင်းထုတ်ပြန်ချက်ရဲ့ထုတ်ပြန်လိုက်ပါတယ်။အဆိုပါထုတ်ပြန်ချက်ခေါင်းစဉ်ကိုစစ်ကောင်ဆောင်မရောက်လိုက်နှင့်အာဆီယံခေါင်းဆောင်များတွေ့ဆုံရန်ရှိသည့်တည်င်းနှင့်ပတ်သက်၍သဘောထားထုတ်ပြန်ချက်လိုခေါင်းစဉ်တက်ထားပြီးအချက်ကိုကြက်ပါထုတ်ပြန်ချက်ရဲ့အသုံးနှုန်းစကားလုံးတွေကတိတ်ပြင်းထန်တဲ့အသုံးနှုန်းတွေမတွေ့ရပဲနောက်ဆုံးအချက်ကိုရင်မှလူသားချင်းစာနာမှုအကူအညီတွေကို စစ်ကောင်စီမှတဆင့်ပေးအပ်ခဲ့ရင်နိုင်ငံရေးအရသုံးချမှုတွေဖြစ်ပွားလာမှာဖြစ်လို့ပေါ်ပြပါအဖွဲ့တွေအနေနဲ့ ြင်းပြင်းထန်ထန်ကန့်ကွက်သည်လို့ပါရှိတာတွေ့ရပါတယ်။ကြံတဲ့စာပိုက်တွေမှာတော့သတိပြုသင့်ပါသည်အထူးဆိုရင်မကင်းဖြစ်မိပါသည်သတိမူသည်မီဖြစ်ပါသည်စတဲ့အသုံးနှုန်းတွေကိုသာသုံးစဲထားတာတွေ့ရပါတယ်။စာပိုက်အမှတ်၈မှာစစ်ကောင်းဆောင်နဲ့တဖက်သက်ဆက်ဆံဆောင်ရွက်မှုများကိုအထူးသတိပြုသင့်ပါသည်လို့သုံးနှုန်းရေးသားထားပြီးစစ်ကောင်းစီနဲ့ဆက်ဆံခြင်းမပြုဖို့ဆိုတဲ့တောင်းဆိုထားတာမဟုတ်တာလည်းတွေ့ရပါလိမ့်မယ်။ထုတ်ပြန်ချက်ထဲမှာသတိပြုစရာနောက်တစ်ချက်က နိုင်ငံရဲ့နေမြေ22ရာခိုင်နှုန်းသာထိန်းချုပ်နိုင်တဲ့စစ်ကောင်စီနဲ့သာဆက်ဆံဆောင်ရွက်ခြင်းမပြုဘဲနေမြေထိန်းချုပ်ထားတဲ့အမျိုးသားညီညွတ်ရေးဆိုရအပါဝင်အခြားသောတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေအပါဝင်ပါဝင်ပတ်သက်တဲ့အစုအဖွဲ့တွေနဲ့လည်းဆက်ဆံမှုတိုက်တွန်းထားပါတယ်။အခုလို NUG တိုင်းဒေသလက်နက်ကိုင်အဖွဲ့၃ဖွဲ့နဲ့ ABSDF လက်နက်ကိုင်အဖွဲ့နဲ့အခြားသောအရပ်ဖက်အဖွဲ့စီတွေရဲ့ပူးပေါင်းထုတ်ပြန်ချက်ဟာအာဆီယံနိုင်ငံတွေအပေါ်ဘလောက်တည်ရောက်မှုရှိစေမလဲတဲတဲကွက်ကွက်ခတ်မရခတ်တဲ့အနေအထားဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေအနေနဲ့အာနာသိန်းစစ်ကောင်စီကိုတန်တမဲရဖဲ့ကျင်းထားပြီးအာဆီယံသဘောတူညီမှု၅ချက်ကိုအကောင့်ထည့်ဖော်ဖို့ဖိအားပေးလာတာ၄နှစ်ပြည့်မြောက်လာသည့်တိုင်အကျိုးရလဒ်မထွက်ခြင်းကိုပြန်လည်သုံးသပ်ပြီးစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံနေမှုကိုပြောင်းလဲသွားမလားဆိုရဲဆိုရဲမှုလည်းရှိလာနေတာပါတန်တမဲရဖဲ့ကျင်းထားပြီးဖိအားပေးတာမထီရောက်ဘူးလို့ယူဆချက်တွေကနေလာရနှစ်ခုစီဥတီသွားနိုင်တာလည်းဖြစ်ပါတယ် ဖဲ့တင်ထားခြင်းထက်ပုံမပြင်းထန်တဲ့လှုပ်ဆောင်ချက်ကအာဆီယံနိုင်ငံအဖွဲ့ဝင်အဖြစ်ကရပ်ဆိုင်းတဲ့နီလန်ဖြစ်ပြီးဒုတိယရွေးချယ်စရာနီလန်ကတော့ဖဲ့တင်ထားခြင်းကိုအဆုံးသတ်ပြီးထိတွေ့ဆက်ဆံကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လက်နက်ကင်ပဋိပက္ခကိုရပ်ဆိုင်းဖို့စ조사ခြင်းဖြစ်ပါတယ်။လက်တလောမှာနီလန်နှစ်ခုအနက်အာဆီယံအနေနဲ့ဒုတိယနီလန်ကိုရွေးချယ်ဖို့ပိုဖြစ်နိုင်ခြေရှိနေတဲ့လက္ခဏာတွေတွေ့နေရတာပါ။ မလေးရှားနိုင်ငံဝန်ကြီးချုပ်ကိုရိုင်းစစ်ကောင်ဆောင်ကိုကြိုတင်သတ်မှတ်ချက်တွေမထားဘဲတွေ့ဆုံမယ်ဆိုတဲ့အချက်ကထိတွေ့ဆက်ဆံမှုစီကိုဦးတည်နေတဲ့လမ်းကြောင်းလို့ဆိုနိုင်ပါတယ်။အခုတွေ့ဆုံမှုကနေအာဆီယံအနေနဲ့အကျိုးရလဒ်ထွက်ရှိဖို့ထက်အနာသိန်းစစ်ကောင်စီအဖို့အကျိုးရလဒ်ထွက်ဖို့အလားအလာများနေတယ်လို့ခန့်မှန်းကြေညာပါတယ်။အေပီလ18ရက်နေ့တွေ့ဆုံမှုကနေတကယ်လက်တွေမှာဘလို့ရလက်တွေပေါ်ထွက်လာမလဲဆိုတာအနိကက်စောင့်ကြည့်ကြရမှာဖြစ်ပါတော့ရဲ့ရှင်။